မြန်မာနိုင်ငံရဲ့ထိတ်တန့်ဝရမ်းပြေးစည်းရုံးတွေနဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ကအသိပေးလာတာမျိုးရှိပါတယ်။လက်ရှိအချိန်ထိဝရမ်းပြေးစုစုပေါင်းအရေအတွက်ဟာ6000ထိရှိလို့နေကြောင်းသိရပါတယ်။အဲဒီဝရမ်းပြေးစည်းရုံးတွေထဲမှာဘယ်လိုမျိုးပုံကိုယ်တွေပါဝင်နေပါသလဲ။မြန်မာနိုင်ငံရဲ့ထိတ်တဲဝရံပြေးစည်းရုံးတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကထုတ်ပြန်အသိပေးလာတာမျိုးရှိပါတယ် အခုနောက်ပိုင်းချိန်ထိဝရံပြေခေါ်တရခံပြေစုစုပေါင်း6635ခုထိရှိတယ်လို့လည်းရဲတပ်ဖွဲ့ဘက်ကကြေညာထားပါတယ်။အဲဒီဝရံပြေတွေဟာအကြံဖက်တပြတ်မှုအကြံဖက်အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့မှုမိုးရေစေဝါမှုမရိန်မှု လူတက်မှု လူကုန်ကူးမှုစတဲ့အမှုတွေကိုကျူးလွန်ထားသူတွေဖြစ်တယ်လို့သိရပါတယ်။အခုလိုရဲတပ်ဖွဲ့ကထုတ်ပြန်လာတဲ့ဝရံပြေစီရင်တွေထဲမှာ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ဒူဝါလက်ရှိလာဒေါက်တာအေးကျဲမွန်ခေါ်ဦးရင်မွန်အပါအဝင်ဖွဲ့ဝင်တွေအားလုံးကိုတရားရုံးကတရားခံပြည့်ဖြစ်ကြေညာထားပါတယ်။ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင်အဖွဲ့ဝင်တွေအားလုံးဤပါကိုအကြံဖတ်မှုတိုက်ဖျက်ရေးဥပဒေနဲ့ရဲတပ်ဖွဲ့ကအမှုဖွင့်ထားတာပဲဖြစ်ပါတယ်။ဒါအပြင် NUG ရဲ့ဦးဆောင်မှုအောက်မှာ လိုက်ပါဆောင်ရွက်နေတဲ့ PDF လက်နက်ကိုင်းအဖွဲ့အစည်းခေါင်းဆောင်တွေဖြစ်တဲ့ဘူတမနီဘူလက်ရဘူရိုင်ဘူမင်းကောင်ဒေဝမြက်ဝီတို့ကိုလည်းအကြံဖတ်မှုတိုက်ဖြည့်ဥပဒေနဲ့အမှုဖွင့်ထားသလိုသက်ဆိုင်ရာတရားရုံးအသီးသီးကလည်းတရားခံပြေးတွေအဖြစ်ကြီးညာထားတယ်လို့ရဲတပ်ဖွဲ့ထံကနေသိရပါဗျ။ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ဒေါက်တာအေးစမွန်ခေါ်ဦးရင်မောဟာ နေပြီးတော့ပုပ္ပသေမျိုးနဲ့ချီတောင်ကင်၃ရက်ကွယ်ဘူကျော်အောင်ဆန်းလမ်းမနေထိုင်သူဖြစ်ပြီးတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ပါတယ်။ဦးရီမုံကိုရက်တဖွဲကအကျန်းဖတ်မှုတိုက်ဖျက်ရေးဥပဒေပုံမှာ90ကာဂျင်းနဲ့ပြင်မနာခရိုင်တရားရုံးမှာတရားဆွဲဆိုအမှုဖွင့်ထားတာဖြစ်တယ်လို့တရားရုံးကလည်းတရားခံပြေးဖြစ်ညင်ညာထားတယ်လို့ရက်တဖွဲကဆိုပါတယ်။ အလားတူပါပဲလွတ်တော်အမန်ဟောင်းတူဖြစ်တဲ့အညူကြီးက92အောင်ကိုမြေကျန်ခရိုင်တရားရုံးကတရားခံပြေးဖြစ်ခြင်းညာထားသလိုရန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေတောင်ကြားတရက်ကွယ်အင်းအမြိုင်စူပေါင်းလမ်းမနေထိုင်တဲ့ဒေါက်တာဇော်ဝေစိုးကိုလည်းအကြမ်းဖက်မှုတိုက်ဖျက်ဥပဒေပုံမှ90ကကြီးနဲ့ရဲတပ်ဖွဲ့ကအမှုဖွင့်ထားကတရားခံပြေးဖြစ်လေတရားရုံးကကြီးညာထားပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစတင်ကမြန်မာနိုင်ငံအတွင်းမှာအကြမ်းဖက်တပ်ပြမှုတွေများစွာ ဖြစ်ပွားနေသလိုလက်နက်ကင်ထိတွေ့တိုက်ပွဲတွေကလည်းနေစဉ်နဲ့အမျှနိုင်ငံအတွင်းမှာဖြစ်ပွားလို့နေပါတယ်အကြမ်းဖက်တပ်ပြမှုအများပြားဟာစကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာအများဆုံးဖြစ်ပွားခဲ့တာကိုလည်းတွေ့ရပါတယ်ဒါအပြင်အဲဒီတိုင်းအတွင်းမှာရှိနေတဲ့ဒေသခံလူငယ်အရွယ်တွေဟာလည်းအန်ယူဂျီလက်အောက်ခံ PDF အခွဲအစီအတွင်းကိုဝင်ရောက်ခါလက်နက်ကင်လမ်းစဉ်အပေါ်ရောက်ရှိသွားတာကိုလည်းတွေ့မြင်ရပါတယ်။ဒါကြောင့်သခိုင်းတိုင်းနဲ့မကွေတိုင်းအတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တပြက်မှုတိုက်ပွဲတွေနဲ့ပတ်သက်လို့လက်နက်ကင်လမ်းကြောင်းအပေါ်ရောက်ရှိသွားတဲ့လူငယ်လူရွယ်တွေဟာအကြမ်းဖက်တိုက်ဖြတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမှုခွင့်ခံထားရသလိုသက်ဆိုင်ရာတရားရုံးအသီးသီးကလည်းတရားခံပြေးတွေဖြစ်စင်ညာထားပါတယ် ဒါအပြင်ဝရမ်းမြေဖြစ်ခြင်းညာခြင်းခံထားရတဲ့သူတွေနဲ့ကြရပြီနဲ့နောင်ရကာကြီးရက်ကွက်လောက်ကောမြို့မှာနေထိုင်ခဲ့တဲ့ဘရော်နီကာဆိုတဲ့အမျိုးသမီးကိုလည်းအကျန်းဖက်အုပ်စုတွေကိုငွေကြေးထောက်ပံ့မှုနဲ့ရဲတပ်ဖွဲ့ကအမှုဖွင့်ထားသလိုတရားရုံးကလည်းတရားခံပြီးဖြစ်ခြင်းညာထားပါတယ်ဒါကြောင့်ရဲတပ်ဖွဲ့ကထုတ်ပြန်ကြေညာထားတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းဝရမ်းပြည်စင်ຫນွေတဲမှာ NUG ကထိပ်ပိုင်ကောင်းဆောင်နေနဲ့အပေါင်းပါလက်နက်ကန်အဖွဲ့အစည်းတွေပါဝင်နေသလိုလူတက်မှုမရိမှုမူရင်မှုကျူးလွန်ကားထွက်ပြေးတိမ်းရှောင်နေသူတွေလည်းပါဝင်နေလို့နေပါရဲ့ရှင်